2025ခုနှစ်ဒီဇင်ဘာလ9ရက်အင်္ဂါနေ့မနက်ကိုနှက်ကရညီဖျားခင်နာတော်လိုက်ယူတော်သူများကိုခန်းစားပြီးဒီကနေ့တင်ဒါကလာသွားလာခြင်းလည်းခွင့်ရတဲ့ပြည်စင်ပြည့်ဖျားရှင်နာမအပေါင်းကြီးပါစီတော့ရှေးဥစွာကာလချင်းရွေးတော်မဆိုရင်နှစ်ဆာနေဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ရှင်ခဲ့တာ343ရက်ရှိခဲ့ပြီဖြစ်ပါတယ်ခုန်ခဲ့တဲ့343ရက်ဘလို့သုံးပြုရလဲပြန်ပြောင်းဆန်းစစ်စစဆင်ခြင်းလုံသွင်းရအောင်ကြာရှိသေးတော့မနက်ဖြန်နေစပြီးတော့နှစ်ကုန်ထိ320နဲ့နှစ်ရက်ပဲကြာမှာတော့ နည်းနည်းလေးပဲကျန်တော့တယ်20နှစ်ပဲကျန်တော့တယ်ကျန်ရှိသေး20နှစ်လေကာလချုံအကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလေဘုလို့ကရှင်းစွာတိုက်တွန်းနှိုးဆော်လိုပါတယ်ဒီကနေ့ my blessed morning အစီအစဉ်အဓိကခြေပြုမဲ့ကျမ်းစာကတော့ဟေပြောရစာခန်းကြီး2အပိုက်ငယ်14အပိုက်ငယ်15ဖြစ်ပါတယ်ထိုသူငယ်တို့သည်အသွေးသားနှင့်ဆက်ဆံကြသောကြောင့်ခရစ်တော်သည်အသိခံတော်မူသောအဖြစ်သေခြင်းတရားကိုအစိုးရသောသူသည်ဟုသောမန်နိုင်တကိုးကိုချိုးဖဲ့ဖြည့်ဆည်းခြင်းကလည်းကောင်းသေဘေးကိုကြောက်၍ တသက်လုံးကြုံခံရသောသူတို့ကိုကယ်လွတ်ခြင်းကလည်းကောင်းထိုသူငယ်တို့ဤသူအသွေးသားကိုဆောင်ယူတော်မူ၏နှုတ်ကပါတော်သည်အသက်ရှင်သောအပြည့်အကြောင်းတော်မှဖျားသခင်သည်အတ္တတပံပြန်လည်ကောင်းချီးပေးပါစီသောအာမင်ဖျားစဉ်စစ်ကနေလူစာတိခံယူတာအမတမနဲ့နေတယ် incarnation လို့အင်္ဂလိပ်လိုခေါ်တယ်ကျောင်းနိုင်ငံမှာတော့ incarnation လို့ပြောရင်လူဝင်စားလို့ပြောနေမှာအဲ့ဒီမှာ incarnation တော့ incarnate လို့လည်းဆိုတာက မြင့်မြတ်တဲ့ဘုံကနေပြီးတော့နှိမ့်ကြတဲ့ဘုံဒီထဲကိုဝင်ရောက်လာခြင်းဖြစ်တယ်။တနည်းအားဖြင့်ပြောရင်ဟို Moravian brotherin တွေပေါ့လေ18ရာစု18ရာစုမှာလုပ်တဲ့အရာအာဖရိကတိုင်းမှာရှိကျုံတွေကိုတန်းကားတဲ့ခါကျုံတွေချားမှာတာနာပြုခြင်းတော့သူတို့ကသူတို့ဘာလုပ်လဲကျုံနေနဲ့ရောင်းစားခံတာတော့ကျုံဖြစ်သွားပြီအဲ့ဘာလို့ကျုံကနေပဲကျုံထဲမှာသွားပြီးတော့ဝင်ငှတာ လွတ်လွတ်တယောက်ဝေငှရင်ကျွန်နေပါဩသွားပြောနေမှာပေါ့လွတ်လွတ်လပ်တဲ့သူပဲလွတ်လွတ်တယောက် free man ပဲဒါပေမဲ့ကျွန်နေမှာသူတို့ need to ဘွားကိုခံယူပြီးတော့ဝေငှတဲ့ Moravian brethren ရဲ့စက္ကန့်နှစ်ခုကအမခံပဲဖြစ်ပါတယ်။နောက်ရှင်ရှုပြရဒီထက်ကြီးမြတ်တဲ့အရာပါ။ဘာကြောင့်အသွေးသားဆောင်ခဲ့တာလဲ။ခုနကျွန်တော်ကျမ်းစာမှာဖတ်ခဲ့တယ်။ကျမ်းစာကပြောလဲအသွေးသားကိုဆောင်လို့မူခြင်းဟာစာတန်မနက်ကတကိုးတွေဖြစ်စည်းဖို့လို့ပြောပါတယ်။ ဘာကြောင့်လဲလူသားရအောင်စာရန်ကချုပ်ကင်ထားတာပေါ့ကြောက်လူစာတိခံပြီးလူသားရအသွေးသားကိုယူပြီးမှစာတန်အောင်မြင်ဖို့တွေ့ဖြစ်ပါတယ်။တော့စာတန်ရဲ့တကိုယ်တွေဖြည့်စည်းပြုံတော်မှာကစံစာဘာပြောလဲ။တေဘေးကိုကြောက်ရွံ့တသက်လုံးကြုံခံတဲ့သူတို့ကိုကယ်လွတ်ချင်းကအသွေးသားကိုဆောင်လုံးမှုလေကျွန်တော်ကဲ့သို့လူခန္ဓာအသွေးသားလူကဲ့သို့လို့ဖြစ်နေဖွားမြင်ခြင်းခံတယ်။ကြောက်တခါလေကျွန်တော်ဟို တော်တော်များများပြောတတ်ပါတယ်ဒီဇင်ဘာ25ဟာလားခရစ်စမတ်နေ့ပေါင်းကြံဘယ်လိုခေါ်လဲခရစ်ယာန်ဘုရားရဲ့မွေးနေ့လို့ပြောတယ်အော်ကျွန်တော်ကအဲ့ဒီကလုံးသုံးနှုံးကြီးတော့ကျွန်တော်သိတော့မကြိုက်ဘူးဘာလို့မကြိုက်လဲဆိုရင် incarnation ဆိုတဲ့အဘိဘေကလူအသွေးသားကိုစောင့်ခြင်းဖြစ်တယ်လူကဲ့သို့တော့ဖြစ်နေဘဝမြင်ခံမှန်နေသူငယ်တော်ယေရှုလောကကြွားလဲဟုတ်လားသူငယ်တော်ယေရှုအနေနဲ့လောကကိုလာခဲ့တယ်ဒါပေမဲ့ ရားမွေးလာတာမဟုတ်ထိုရှင်ဟာဟာလာမေရှိယခရစ်တုခရစ်တော်ရှေးကဘာဆစ်ဆက်နေနောင်ကဘာဆစ်ဆက်တိုင်အောင်ဘုရားဖြစ်တယ်ဟာလေလုယာအမတ်ဆက်လီတစ်စက်ရောက်မှာသူကဘုရားဖြစ်သွားတာမဟုတ်ဟိုရှေးကဘာဆစ်ဆက်တော်လည်းသူလည်းဘုရားပဲနောက်ဘလောက်ကဘာရှိဦးမလားကဘာဆက်ဆက် forever and ever ပြောတာနော်ထာဝရကလာဖရားဖြစ်တာအော်ဖရားစင်စကံနေလူကဲ့သို့သောအဖြစ်ကိုခံယူတယ်ဒါကို Christmas လို့ခေါ်ပါတယ်။ဒါ Christmas ခံယူခြင်းအတိပယ်ကနှစ်ချက်ရှိတယ်ဒီပြောခဲ့တာစာဒမနဲ့တကိုးတွေကိုဖြစ်စည်းဖို့ထိုရှင်နာမဘုန်းကြီးပါစီဒုတိယပါလေသေဘေးကိုကြောက်ပြီးတတ်တတ်လုံးကြုံခံတဲ့ကျွန်တော်တို့ကိုကျန်းစာကဲလွတ်ချင်းချမ်းသာပြီးဖို့ထိုရှင်ရောက်လာတယ်ကြောက်တာကြောက်ဒီချိန်တိုင်းမှာမိဘသတ္တစင်ဆိုင်နဲ့ခရစ်စမတ်ဆက်ရှင်ကိုမိဘသတ္တမှာတကယ်ပဲမိမိကဲတမန်ရှင်ပြန်တည်ပြီးပြီလားဒါကိုကျွန်တော်စဉ်းစားရအောင် တကိုယ်တွေဖြည့်ဆည်းပြီးပြီးတည်ခြင်းနဲ့ဆက်ဆိုင်တကိုယ်တွေဖြည့်ဆည်းပြီးပြီးတည်ခြင်းကိုကြောက်ရွံ့တဲ့သူတွေကိုကယ်လွတ်ချင်းချမ်းပေးပြီးပြီးဒါကိုသိပြီးတော့ကျွန်တော်မြေကြီးပေါ်မှာဝမ်းမြောက်ဝမ်းသာနဲ့အသက်ရှင်ဖို့လို့ငါ Merry Christmas လို့ပြောတဲ့အချိန်ရှင်မြူးပွဲဝမ်းမြောက်ပွဲကောင်းတဲ့ Christmas ပွဲကိုအတိတ်ပဲရှိရှိအနှစ်သာရရှိရှိအစီရင်ကျင့်ပါတဲ့သူတွေဖြစ်အောင်လို့ထပ်ဆင်ပြီးတော့တိုက်တွန်းလိုပါတယ်။ကျွန်တော်လည်းတော့လည်းဝင်ကားကြအဖြစ်ရောက်တဲ့မှာဖျားခင်သည်အသက်တပံပြန်လဲကောင်းကြီးပေးပါစီတော့ဆုတောင်းနိုင်ကြပါစို့။ မြတ်တော်ရှင်ဘုရားခရစ်စမတ်တီးခုသောအရှင်ရှုဖျားရဲ့လူစားတခံခြင်းသားတို့ကဲ့သို့အသွေးသားကိုဆောင်ခြင်းဟာစက်တန်းရဲ့တကူရီဖြစ်စီဖို့ဖြစ်ပါတယ်ထိုရှင်နာမပုံကြည်ပါစီသားတို့တေဘေးကိုကြောက်ပြီးတသက်လုံးကြုံခံတဲ့သားတို့ကဲလွတ်ချင်းချမ်းသာပြီးဖို့အတွက်အသွေးသားကိုဆောင်ခြင်းပဲဖြစ်ပါတယ်ရောခရစ်စမတ်ချင်းကတည်းကမှအရှင်ရှုဖျားလောကကိုလာခဲ့တဲ့အကြောင်းရင်းတွေကိုသားတို့ကြားနာစဉ်နှုံးနှလုံးသွင်းပြီးတော့ထိုရှင်ကိုချီးမွမ်းချီးမြှောက်ပြီးတော့ပူဇော်တယ်လို့ ပေါင်းခြင်းမလဲထိုရှင်ကိုတည်ကျွမ်းစရာအကြောင်းဖြစ်စေဖို့တဲ့အဘိဓိပ္ပာယ်ရှိရခရစ်စမတ်ပါလာပြီတဲ့ခရစ်စမတ်ဆောင်ကျင်နိုင်ဖို့ပါမီတောက်ချင်းမှာလမ်းပြပေးပြီးပို့ဆောင်ဖို့အကောင်းကြီးပေးပါမိကြောင်းထမ်းမြောက်ပြီးအသက်ရှင်တော်မူသောယေရှုခရစ်နာမတော်မြတ်ကိုပြီးပြူပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရစေဖခင်အာမင်အသွေးတော်ဆောင်ခြင်းအရေးကြီးတယ်ရပါတော့ဒီကြောင်းကျွန်တော်ဒီပြောခဲ့တယ် public မှာ share လုပ်ပေးပါအောင်လို့ကျွန်တော်အမြဲတမ်းတောင်းဆိုတိုင်းတောင်းဆိုလိုပါတယ်လို့ဆိုသွားမယ်သူရောက်တဲ့ပုံမှာ ရားသခင်ကြီးကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလှမ်းပြတော်မူပါစေသော။အာမင်။